အရွှေမပြောင်းနိုင်သောပစ္စည်းကိုမေတ္တာနဲ့ပေးကမ်းမယ်ဆိုရင်ဘယ်လိုပေးကမ်းမှတရားဝင်အတည်ဖြစ်နိုင်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLC Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဦးအောင်ကျော်ဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့သူ့ရဲ့ဆိုင်အကိစ္စရဲ့များကိုသိနေကြရွေးရရှိပါတယ်အဲ့တော့မရှိမပြောင်းနိုင်သောပစ္စည်းကိုမေတ္တာနဲ့ပေးကမ်းမယ်ဆိုရင်ဥပဒေနဲ့အညီ ပေးကမ်းနိုင်ဖို့လိုပါတယ်ဥပဒေနဲ့မညီဘူးဆိုလို့ရှိရင်တော့အဲ့ဒီပေးကမ်းမှုဟာတရားမဝင်ပြက်ပြဲသွားမှာပဲဖြစ်တယ်ပေါ့နော်ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စင်တုံးလေးတစ်ခုရဲ့အဆုံးဖြတ်ချက်နဲ့ဥစွာဆွေးနွေးမြတ်ပေးလိုပါတယ်အဲ့ဒီစင်တုံးကတော့ဥထွန်းထွန်းနဲ့ဥမျက်စောအောင်ပေါ့နော်2009ခုနှစ်မြန်မာနိုင်ငံတရားစင်တုံးများစာ50နှစ်အမှုဖြစ်ပါတယ် စင်ထုံးမှာကမေတ္တာနဲ့ပေးကမ်းခြင်းအထမြောက်ရံပါတဲ့ပစ္စည်းလွှဲပြောင်းခြင်းအဥရေပုံမှ122နှစ်ညီညွတ်တော့ပေးကမ်းခြင်းဖြစ်ရန်လိုအပ်သည်ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်ဘယ်လိုဆုံးဖြတ်ထားသလဲဆိုရင်ပစ္စည်းလွှဲပြောင်းခြင်းအဥရေပုံမှ122အရာတဲ့မေတ္တာနဲ့ပေးကမ်းခြင်းအထမြောက်ရံပါတဲ့နော်ပေးကမ်းသူနဲ့လက်ခံသူရှိရမည်တဲ့ဒါကတော့နံပါတ်1ချက်ပါနော် မေတ္တာနဲ့ပေးမယ်ဆိုရင်ပေးကမ်းတဲ့သူရှိရမယ်လက်ခံတဲ့သူရှိရမယ်ပေါ့နော်နံပါတ်1ကမေတ္တာနဲ့ပေးကမ်းသောပစ္စည်းတည်းလက်ရှိပစ္စည်းဖြစ်ရလို့တည်တဲ့အဲ့တော့မေတ္တာနဲ့ပေးကမ်းမဲ့ပစ္စည်းဟာပေးကမ်းသူရဲ့လက်ရှိဖြစ်ဖို့လိုတယ်ပေါ့နော်လက်ရှိမဖြစ်တဲ့ပစ္စည်းကိုပေးကမ်းလို့မရပါဘူးနံပါတ်3ကတော့ပေးသူကမိမိအလိုလျောက်အဖို့အစားနာမပါဘဲပေးကမ်းခြင်းဖြစ်ရမည်တဲ့မိမိအလိုလျောက်ပေးကမ်းတာလည်းဖြစ်ရမ เนาะချင်းချောက်လို့အကြက်ကင်လို့အဲလိန်လေခန်းလို့ဆက်တပြေပေးကမ်းတာမဖြစ်ရဘူးအဖိုးစားနာမပါရဘူးပေါ့เนาะအဲ့တော့တံဖိုးတစုံတရာမပါဘဲနဲ့ပေးကမ်းတာဖြစ်ရပါမယ်တဲ့နောက်နောက်တစ်ချက်ကပေးသူကမိမိကိုယ်ပိုင်ပစ္စည်းကိုလွှဲပြောင်းပေးရမည်ပေးတဲ့ပစ္စည်းကအပေါ်မှာတော့လက်ရှိဖြစ်ဖို့လိုတယ်เนาะဒီအချက်မှာကလက်ရှိဖြစ်ုံနဲ့မပြီးသေးဘူးပေးတဲ့သူပိုင်ဆိုင်တဲ့ပစ္စည်းလေဖြစ်ရမယ်တဲ့เนาะကိုယ်မပိုင်တဲ့ပစ္စည်းကို ပေးလို့မရပါဘူးเนาะအဲ့တော့ပေးသောပစ္စည်းကိုတဲ့လက်ခံသူက ပေးသူအသက်ရှင်စေပေးနိုင်သည့်အခြေအနေရှိစဉ်လက်ခံရမည်တဲ့အဲ့တော့လက်ခံတဲ့သူကလည်းပေးတဲ့သူအသက်ရှင်နေစဉ်မှာလက်ခံရမယ်เนาะပေးတဲ့သူတည်သွားပြီးမှဒီပေးကမ်းခြင်းခံရတဲ့ပစ္စည်းကိုလက်ခံလို့မရပါဘူးเนาะနောက်မေတ္တာနဲ့ပေးကမ်းခြင်းကိုတဲ့ပေးသူ အသက်ရှင်လျက်ရှိစဉ်ပစ္စည်းအားပေးနိုင်သည့်အခြေအနေရှိခိုက်ပေးမှသာ အထမြောက်သည်တဲ့เนาะ ဲ့တော့ပစ္စည်းကလက်ရှိဖြစ်နေတာလည်းမှန်တယ်သူပိုင်တာလည်းမှန်တယ်ပေးတဲ့သူကအသက်ရှင်နေသေးတယ်เนาะအဲ့လောက်နဲ့တည်းမလုံလောက်သေးဘူးအဲ့တော့ပေးနိုင်တဲ့အခြေအနေရှိစဉ်ပေးရမယ်တဲ့ပေးနိုင်တဲ့အခြေအနေရှိစဉ်ဆိုတာဥပမာเนาะကျမကြီးတွေမကောင်းတော့ဘူးကြောင်ကနန်းတွေဖြစ်နေတယ်တေခါနီးဆက်ဆက်ပေးကမ်းတာမျိုးမဖြစ်ရအောင်เนาะပေးနိုင်တဲ့အခြေအနေပေါ့ကျမကြီးအခြေအနေအနေထားလည်းရှိရမယ်တဲ့နောက်တစ်ခုကတော့เนาะရယူသူကတဲ့အသက်ရှင်စဉ်မေတ္တာဖြင့်ပေးသည်ကို ရယူသူကိုယ်တိုင်ဖြစ်စေတူဦးဦးကကိုယ်စလဲဖြစ်ဖြစ်စေလက်ခံမှာသာအတိဖြစ်တယ်ကိုယ်တိုင်လက်ခံလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်စလဲနဲ့လက်ခံလို့ရပါတယ်နော်အဲ့လိုဆုံးဖြတ်ထားပါတယ်အဲ့တော့နောက်ထပ်စီရင်ထုံးလေးတစ်ခုနဲ့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးမြှောက်ဝေပါမယ်အဲ့ဒီစီရင်ထုံးကတော့ဥအောင်နိုင်ခါဥဝေလွင်ပါသုံးတယ်ဒေါ်လဲလဲကျူပါ သုံးပါနော်2012ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစား တစ်လေးကိုအမှုဖြစ်ပါတယ်။အဲ့ဒီအမှုမှာပစ္စည်းလွှဲပြောင်းခြင်းအဥ်တွေပုံမှ123အရာပေါ့နော်။မရှိမပြောင်းနိုင်သောပစ္စည်းပေးကမ်းခြင်းအထမြောက်ဖို့အတွက်တဲ့။လိုအပ်တဲ့ချက်တွေကိုထက်သွင်းဆုံးဖြတ်ထားပါတယ်။ဆုံးဖြတ်ချက်တွေထဲမှာပါတယ်နော်။အခုဆွေးနွေးမှုနဲ့သက်ဆိုင်တဲ့အကြောင်းချင်းရာအချင်းကျုပ်ကိုပဲဆွေးနွေးပေးရမယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကစာချုပ်ချုပ်ဆိုပါပါမယ်။အဲ့တော့မရှိမပြောင်းနိုင်သောပစ္စည်းကို ပေးကမ်းမယ်ဆိုရင်မဖြစ်မနေစာချုပ်ချိုးဆိုရပါမယ်ဒါနံပါတ်၁ချက်ပေါ့နော်နံပါတ်၂ချက်ကအဲ့ဒီစာချုပ်မှာအ ਨੇ ဆုံးအသီးသက်တွေနှစ်ဦးကပါဝင်ပြီးတော့လက်မှတ်ရေးထိုးရပါမယ်အသီးသက်တွေတဦးတည်းပါဝင်ပြီးလက်မှတ်ရေးထိုးထားရင်တရားမဝင်ဘူးပေါ့နော်အ ਨੇ ဆုံးအသီးသက်တွေနှစ်ဦးပါဝင်ရမယ်နံပါတ်၃ချက်ကတော့အဲ့ဒီစာချုပ်ကိုစာချုပ်စာရမ်းများမှတ်ပုံတွေရုံမှာမှတ်ပုံတင်ရပါမယ်မှတ်ပုံတွေစာချုပ်ချိုးဆိုဖို့လိုပါလေနော်ဒါမရွှေ့မပြောင်းနိုင်တော့ပစ္စည်းကို ပေးကမ်းမယ်ဆိုရင်ပေါ့လေအဲ့တော့ရွှေပြောင်းနိုင်သောပစ္စည်းကိုပေးကမ်းမယ်ဆိုလို့ရှိရင်တော့လက်ထိလက်ရောက်ပေးခြင်းဖြင့်ပေးကမ်းလို့လည်းရတယ်ခုနပြောလို့စာချုပ်တွေချုပ်ဆိုပြီးတော့မှမှတ်ပုံတင်ပြီးတော့ပေးကမ်းရင်လည်းပေးကမ်းလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုမှာသတိပြုရမယ့်အချက်ပေါ့နော်မွှေမပြောင်းနိုင်သောပစ္စည်းကိုပေးကမ်းမယ်ဆိုရင်မှတ်ပုံတွေစာချုပ်ပြုလုပ်ချုပ်ဆိုရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်တချို့တွေကနော် သဆိုင်ရရက်ကွက်ယုံမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့စာချုပ်ချုပ်ပြီးပေးကြတာတွေရှိပါလေ။တချို့ကလည်းရှင်းနေရှိရနဲ့ပဲချုပ်ဆိုပြီးတော့ပေးနေတာတွေရှိတယ်။အဲ့ဒါတွေကတရားမဝင်ပါဘူးเนาะ။ဒါကြောင့်သဆိုင်ရပုံကိုယ်တွေအနေနဲ့လည်းပဲမရွှေ့မပြောင်းနိုင်သောပစ္စည်းတွေကိုပေးကပ်မယ်ဆိုရင်မှတ်ပုံတင်ရမှာဖြစ်တဲ့အတွက်เนาะမိမိတို့ထံမှာပဲတရားဝင်တဲ့ပုံစံမျိုးနဲ့ပြုလုပ်ချုပ်ဆိုမပေးသင့်ဘူးဆိုတာလေးကိုလည်းဆွေးနွေးမျှဝေပေးလိုက်ရပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေတဲ့အကြောင်းအရာလေးက เนาะမရှင်ပြောင်းနိုင်သောပစ္စည်းကိုမြတ်တာနဲ့ပေးကမ်းမယ်ဆိုရင်ဘယ်လိုပေးကမ်းမှတရားဝင်အတီဖြစ်သလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရားနဲ့ဆက်လက်ဆွေးနွေးမျှဝေပြီးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။